နောက်သီလသမာဓိပညာဆိုတာလည်းပဲတသက်မဟုတ်ဘူးသမာဓိဋ္ဌိကိုပြောတာသမာဓိဋ္ဌိနဲ့သမာသင်္ကပ္ပကိုပညာမဲ့ခင်လို့ခေါ်တယ်လေသမာဝါယမသမာတတိသမာသမာဓိဆိုမဟာကရုဏာကြောင့်မို့လှုပ်ခဲ့ရတဲ့ကြိုးစားမှုတွေသတိထားရတာတွေအဲသမာဝါယမကြိုးစားတာတွေသမာတတိသတိထားတယ်တည်ငြိမ်တာအဲ့ဒီတတ္တဝါတွေကဲတင်မဲ့ဆိုတော့ နေရာကနေဘယ်တော့မှမယူဘဲနဲ့အခိုင်အမာတိဆောက်တဲ့သမာသမာဓိအဲ့ဒီသုံးခုကိုသမာဓိမကင်လို့ခေါ်တယ်မဟာကရုဏာဟာသမာဓိပဲအဲ့ဒီသီပညာနဲ့သမာဓိကပညာကအလုံးစုံကိုသိတယ်မဟာမဟာကရုဏာကအလုံးစုံသောသတ္တဝါတွေကိုကယ်နိုင်လောက်တော့အင်အားရှိတယ်မဟာကရုဏာဒါသမာဓိကကယ်နိုင်လောက်တဲ့အင်အားကိုဆိုလိုတယ် မြင်တာက အလုံးစုံကို အလုံးစုံမကြံမကျွင်းမြင်တယ်ကယ်နိုင်တဲ့အင်အားကတတ္တဝါအလုံးကိုကယ်နိုင်လောက်တဲ့အင်အားရှိတယ်ဒါသမာဓိခေါ်တာနောက်သူ့ကြောင့်ဒုက္ခမရောက်စေရဘူးဆိုတဲ့သီလပါရမီဖြည့်တာကလည်းပဲသီလဒုကလည်းပဲနဲတာပါမဟုတ်ဘူး သူကြောင့်တော့တတ္တဝါတွေဒုက္ခမရောက်စေရဘူးဆိုတော့သရဝအနန္တရှိတယ်ဘုံအနန္တရှိတယ်လို့သရဝအနန္တရှိတယ်အဲ့ဒီသရဝတွေအနန္တဘုံမှာဖြန့်ကျက်ပြီးတော့ငါကြောင့်တော့ဒုက္ခမရောက်စေရဘူးဟေ့ငါရဲ့ကာယကံမှုဝစီကံမှုတွေကြောင့်မို့ဒုက္ခပဲဖြစ်စေရမယ်ဆိုတာမျိုးနဲ့ဆီးပူးပြီးတော့လာခဲ့တဲ့သီလတူကြီးရှိတယ် အဲ့ဒီသီလတုဟာတမ္မာဝါစာတမ္မာကမန္တတမ္မာအာဇီဝပဲအဲ့ဒီသီလတုကလည်းပဲမြေကြီးကဲ့သို့ခိုင်ပါတယ်အဲ့ဒါကိုယ်ကိုလုံးဝဒုက္ခမပေးဘူးလို့သီလအပြည့်လည်းယုံလို့ရတယ်ကိုယ်ရဲ့ဒုက္ခတွေကို အလုံးစုံကဲ့တင်နိုင်တဲ့ပုဂ္ဂိုလ်လို့လည်းပဲတမာရီအပြည့်လည်းယုံလို့ရတယ်ကိုယ်အကြောင်းကိုအလုံးစုံသိတဲ့ပုဂ္ဂိုလ်ပါလို့ပညာအဖြစ်လဲယုံလို့ရတယ် အဲ့ဒီသီလသမာဓိပညာမဟာကရုဏာသဗ္ဗညုတညာသီလဆိုတဲ့ဒီသုံးခုကိုဗုဒ္ဓံတရဏံကိသာမိလောက်ရအဲ့ဒီလိုလို့ရင်ကိုနဲ့ဖျားဟာဒီသီလသမာဓိပညာကိုမြင်ပြီးတော့ယုံလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဖျားလောက်ကိုကိုဒုက္ခမပေးတဲ့ပုဂ္ဂိုလ်ကိုဒုက္ခကိုကယ်တင်ပေးခြင်းတဲ့ပုဂ္ဂိုလ်ကိုအเจ้าကိုသိတဲ့ပုဂ္ဂိုလ် ဘသူဘယ်ဝါမှမရှိတော့ဘူးဆိုတဲ့ဟာကိုအကုန်လုံးစိတ်သုံးသွားတယ်။ဒီပုံကိုယ်စားလေးရဲ့ငါ့အတွက်အကောင်းဆုံးအားကိုးရပဲဆိုတဲ့ဟာကိုအခိုင်အမာတိဆောက်နိုင်သွားတယ်။အဲ့ဒါကိုဗုဒ္ဓံသရဏံကိစ္ဆာမိခေါ်တယ်။ဓမ္မံသရဏံကိစ္ဆာမိရတော့ခုနတုန်းကသဗ္ဗညုတညံဒါကတမ္မသင်္ကပ္ပနဲ့တမ္မဒိဋ္ဌိမဟာကရုဏာတမ္မဝါယမတမ္မတတိတမ္မသမာဓိသီလ သမဝါစာသမကမန္တသမဝစေမိခင်၈ပါးဟာသီလသမารိပညာပဲအဲ့သူယုံလိုက်တဲ့သီလသမารိပညာစီပဲလည်းရင်ကိုယ့်အတွက်အားကိုးရပဲဆိုတဲ့ဟာကလည်းပဲဓမ္မန္တရဏံကသာမိဓမ္မောမေသရဏံအညာနတ္ထိဖြစ်ပါတယ်တဲ့ဒီတရားတွေမှလွဲပြီးအခြားအားကိုးရမြူမြမရှိဘူးဆိုတဲ့အဆုံးဖြတ်ချက်ချနိုင်တယ် ဒီလိုဖះကို ကိုယ့်ရဲ့ရှေ့ကနေပြီးတော့အားကိုးပြီးတော့သူပြောတဲ့အတိုင်းပဲကျင့်သွားကြတယ်။ကျင့်သွားတဲ့အခါမှာဖះဖြစ်စေခြင်းနဲ့နေရာဌာနတစ်ခုစီတစ်ခုစီကိုရောက်သွားကြတယ်။ရောက်သွားကြတာဟာတန်ခါပဲ။အဲ့ဒါဆိုတချို့သောတာပန်တချို့သကရာဂံတချို့အနာဂံတချို့ယဟန္တာဆိုပြီးဖြစ်သွားကြတာဟာတန်တရာဒုက္ခကနေပြီးတော့ကဲတင်တဲ့နေရာဌာန၄ခုရှိတယ်။ ဲ့ဒီလေးခုအနေနဲ့တနေရာတနေရာတနေရာစီကို ရောက်ရောက်သွားကြတဲ့ပုံကိုယ်တွေဟာဒါတန်ကားတွေပဲထိုပုံကိုယ်တွေဟာတကယ်ကို အားကိုးလို့ရတဲ့ဟေးဆိုတာမျိုးကို အခိုင်အမာပြောသွားကြတယ်အဲ့ဒီလိုအခိုင်အမာပြောလို့ရအောင်လဲပဲသူတို့ကကောင်းကောင်းကျင့်တယ်ဖះပြောတဲ့အတိုင်းကောင်းကောင်းကျင့်တယ်ဖြောင်းဖြောင်းကျင့်ကြတယ်ဆန်းကျင်ပဲမလုပ်ကြဘူးရိုးရိုးသေးသေးကျင့်ကြတယ် အကျင့်၄ပါးနဲ့မြတ်စွာဘုရားရှင်ရဲ့ဇကားတော်ကိုမဟာကရုဏာတို့တပ္ပညုတဉာဏ်တော်တို့ကိုနားလည်ခံယူပြီးတော့အကျင့်၄ပါးနဲ့ကောင်းကောင်းကျင့်ခြင်းဖြောင်းဖြောင်းကျင့်ခြင်းစမ်းခြင်းပဲမလုပ်ခြင်းရိုးရိုးသေးသေးကျင့်ခြင်းဆိုတဲ့အကျင့်၄ပါးနဲ့ပူဇော်ပြီးတော့မိဝဲစိတ်ကပ်ပြီးတော့နေသွားကြတဲ့တန်ဃာတော်အရှင်သူမြတ်ဒီဒီပုဂ္ဂိုလ်တွေကလည်းပဲဘသူကိုမှဒုက္ခမပေးဘူးသူတို့ခန္ဓာတွေမှာဒုက္ခပေးလို့တဲ့သံတ မြူမြလောက်တောင်မှမရှိကြဘူးဒီယဟန္တာအရိယပုဂ္ဂိုလ်တွေအဲကြောင့်မသတ္တဝါတွေကိုဒုက္ခမပေးတဲ့အစားထဲမှာလည်းပဲသတ္တဝါတွေဆိုကိုယ်ဝပါတာပေါ့ကိုယ်ပါဝင် သတ္တဝါတွေအလုံးကိုဒုက္ခမပေးတဲ့အစားထဲမှာလည်းပဲစိတ်ချလက်ချယုံလို့ရတာထဲမှာတန်ခါပါတယ်တဲ့ဒါသီလပေါ့တန်ခါရဲ့သီလကိုယုံအဲထိုပုဂ္ဂိုလ်တွေသူတို့လွတ်မြောက်တယ်လို့လွတ်မြောက်စေခြင်းပါတယ်ဆိုတဲ့ဟာမျိုးထားတဲ့ သီလသမာဓိလို့ခေါ်တဲ့မေတ္တာတို့ကရုဏာတို့ဟာလည်းပဲဒါသူတို့ရဲ့သမာဓိတန်ဃာတွေရဲ့သမာဓိခေါ်တာပေါ့ဖရာရဲ့တရားစကားကို အမိပြုတ်ပြီးတော့သူတို့ကိုယ်တိုင်ညာအလင်းရောင်ရပြီးတော့ရရသွားကြတယ်တယောက်နဲ့တယောက်မတူပေမဲ့ရရသွားကြတဲ့ပညာဉာဏ်တွေရှိတယ်အဲ့ဒါဆိုသီလသမာဓိပညာတန်ဃာတွေရဲ့သီလသမာဓိပညာကလည်းပဲကိုယ့်အတွက်အားကိုးရပဲလို့အဲ့လိုလေးမြင်လို့ရတယ် ဲ့လိုတန်ဃာရရဲ့သီလသမารိပညာကိုအတွက်အာကိုရပဲလို့မြင်သွားပြီဆိုရင်တန်ဃာတရဏံကဲဆံပြီးတန်ကောင်းမေတရဏံအញ្ញာနတ္ထိဆိုပြီးတော့အဲ့ဒီလိုအမြင်ရှိလာတယ်အဲ့ဒါဆိုရင်အာလုံးချုပ်လိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟာဘာကရုဏာအဘိညုတညာသီလအဲ့ဒီအခြေခံကို ယုံကြည်စိတ်ချစိတ်ချလက်ချယုံပြီးတော့ဗုဒ္ဓံသရဏံကဲ့သံမိဗုဒ္ဓောမေသရဏံအညာလက်တိဖြစ်တယ်။ဖျားရှင်ကျင့်တော်မူခဲ့တဲ့သီလသမာဓိပညာတွေသူရဲ့အောင်မြင်မှုတွေဒါတရားခေါ်တယ်။သူရဲ့အောင်မြင်သွားတဲ့ပြည့်စုံအောင်မြင်မှုတွေကိုတရားလို့ခေါ်တယ်။အဲ့ဒီတရားတွေရဲ့သီလသမာဓိပညာကလည်းပဲဓမ္မသရဏံကဲ့သံမိဓမ္မောမေသရဏံအညာလက်တိပဲ။ ထိုဖျားရှင်ကျင့်သွားလို့အောင်မြင်သွားတဲ့တရားတွေကို အမွေဆက်ခံပြီးတော့တန်ဃာတွေကလိုက်ကျင့်ကြတယ်။လိုက်ကျင့်တဲ့အတွက်ကြောင့်မို့တန်ဃာတွေမှာလည်းပဲအထိုက်အလျောက်သူတို့ဖြည့်ထားတဲ့ပါရမီအားလျော်စွာအချို့သောတာပန်အချို့သဂရကံအချို့အနာကံအချို့ယဟန္တာဆိုလောကုတ္တရာတရားကို ရရှိခံစားသွားကြရတယ်။အဲ့ဒီပုံကိုယ်တွေကလည်းပဲ သူတို့စွန့်ပြစ်ထားခဲ့တဲ့ဒီလောကကြီးကိုဘာဒုက္ခမှမပေးတာသိကြတယ်သူတို့ကိုမိပြီးတော့သူတို့ပြောတဲ့တရားစကားကိုမိပြီးတော့နားထောင်ခွင့်ရလို့လည်းပဲသူတို့ကတန်ခံတရဏံကိသံမိတန်ကောမိတရဏံအញ្ញာဏတ္ထိဒီလိုဖြစ်တယ်အခုကျွန်တော်တို့တွေနာနေကြားနေရတဲ့တရားတွေအကုန်လုံးဟာတန်ခါတွေဆောင်ခဲ့သို့သားလည်းနာကြားခွင့်ရကြတာ တန်ခါးတွေမဆောင်ခဲ့ဘူးဆိုရင်ဒီတရားတွေကိုနာကြားခွင့်ရစီရမရှိဘူးဖျားပွင့်ပြီးရင်ကုံသွားမှာပျောက်သွားမှာပဲအဲဆိုတော့ဗုဒ္ဓံတရဏံကိသာမိဗုဒ္ဓောမေသရဏံအညာဏတ္ထိဓမ္မံတရဏံကိသာမိဓမ္မောမေသရဏံအညာဏတ္ထိသံဃံတရဏံကိသာမိသံဃောမေသရဏံအညာဏတ္ထိလို့အဲ့လိုရှင်းရှင်းလင်းလင်းဖြစ်သွားဘဝတွေမှာအဲ့လိုဖြစ်သွားပြီဆိုရင်အဝက်စပတာရမတုံလောက်တော့ဘူး မတုံ့လောက်ဘူးဆိုတာကိုယ့်အကြောင်းကိုမသိတဲ့ပုဂ္ဂိုလ်ကကိုယ့်ကိုဒုက္ခကဲမယ်ဆိုရင်လည်းပဲဒါယုံလို့စိတ်ချလို့မရတော့အာသူ့အစီအစဉ်နဲ့သူလှုပ်ချင်တယ်လို့လှုပ်ပြီးကဲသွားမယ်ငါနောက်တာလိုက်ခဲ့ငါငါခိုင်းတာလုံးရအဆင်ပြေအဲ့လိုလည်းမဟုတ်အဲ့ဒါမြတ်စွာဘုရား အကြောင်းအကျိုးနဲ့တကွမင်းတို့ကိုကဲတင်ဖို့အတွက် ပါရမီ30စွန့်ခြင်းကြီး5ပါးစရိယ3ပါးဗုဒ္ဓဖြစ်ကြောင်းတရားတွေကိုဖြည့်စည်းပေးလို့အကုန်လုံးပြည့်ပြည့်စုံတဲ့အတွက်ကြောင့်မို့မင်းတို့ကိုငါကယ်လို့ရတာဆိုတဲ့ဟာမျိုးကိုဟောတာဖြစ်တဲ့တဲ့အခုဖျားဖြစ်မှကယ်တာမဟုတ်ဘူးဒဇင်နဲ့ကယ်ဖို့လောက်ခဲ့တဲ့ကံတုကိုအားကိုးပြီးတော့အဲ့ဒီကံတုစီပဲလေယင် ပါရမီကံတု မဂ္ဂင်၈ပါးနဲ့ပေါင်းလိုက်တော့သီလသမာဓိပညာကံတုမတုံလုတဲ့သီလသမာဓိပညာကံတုကိုမတုံလုတဲ့သရတရားနဲ့ဆက်ဆက်ပေါင်းဆက်သွားခြင်းကိုမတုံလုတဲ့ယုံကြည်မှုလို့ခေါ်ပါတယ်တဲ့အဲ့ဒါကြောင့်မအဲ့ဒါကိုအဝဇ္ဇပတာရမတုံလုတော့ယုံကြည်မှုနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကပထမဥစွာသောတာပန်မဖြစ်ရင်တောင်းမှသုလသောတာပန်ကလျာဏပုထုဇဉ်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကို သေးသေးချာချာနားလည်ဖို့အတွက်ဒါသရဏဂုံတည်ခြင်းနဲ့ပတ်သက်ပြီးဒီလိုလေးပြောပါတယ်အလုံးကိုစိတ်နှစ်ပါးချမ်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံ